ားလုံးပဲမင်္ဂလာပါရှင်မြန်မာနှုတ်ချင်းနေရနေနေထိဆိုင်နဲ့ပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီ channel လေးကနေပရိသတ်များစိတ်ဝင်စားမဲ့ဇာလန်းကောင်းတွေကိုနေ့စဉ်တိဆက်ပေးနေတာဖြစ်တဲ့အတွက်ဒီကနေ့မှာနားဆင်ရမယ့်ဇာလန်းလေးကတော့စာရေးဆရာမင်းဟိခန်ဥဒ္ဒါအဓိပ္ပာယ်ရေးသားထားတဲ့ဝန်ထမ်းထူးမောင်နဲ့တိုက်ပွဲကြီးဤအဆုံးသက်ဇာလန်းလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်မပြီးဆုံးသေးသောတိုက်ပွဲကြီးအတွင်းထဲမှာ ထူးမောင်နဲ့ကြော်တင်တို့အပြေးထန်တိုက်ခိုက်နေရတယ်။အဲ့ဒီနေရာစီကိုဥတီလာနေတဲ့ဂိုင်းဆောက်ဘလူးမင်းဥကြောင်လုံးကိုမြင်တော့အာလုံးစိုးရိမ်နေတဲ့အခါဖုတ်ဝင်နေတဲ့အလောင်းကောင်တွေကတနေရာစီကိုဥတီလို့သွားနေကြတယ်။ဖုတ်ကောင်တွေသွားနေတဲ့နေရာမြေဘက်ကိုဖြစ်ပြီးမြေဘက်မှာလည်းတော်ပုံးကြီးကိုတွေ့လိုက်ရတယ်။တော်ပုံးကြီးကမိမိရဲ့တပ်ဖွဲ့ဝင်တွေမရှိတော့တဲ့အတွက်ဖုတ်ရစာထားခဲ့တဲ့ကောင်တလာနာမည်ကိုဖြတ်ပြီးသူ့နာမည်ကိုရေးကရေးစည်းတန်တဲ့နေရာအထိဆင်းသွားနေတယ် ခဏကြာမှပဲဖုတ်ကောက်နေတဲ့တော်ပုံကြီးတို့မြင်းရည်အတွင်းမျောပေါသွားခဲ့ကြတယ်။သူ့ရဲ့အမားတစ်ခုအတွက်အပြစ်ကြွေးကိုအသက်ပေးပြီးဆက်သွားခဲ့တဲ့တော်ပုံကြီးကိုလည်းဒံယာရီနဲ့ဥတော်မကြည့်နေမိတယ်။အလွန်တရာစွမ်းအားကြီးမားလာတယ်ဆိုပေမဲ့လည်းတနက်တရာနဲ့အစိတ်တရာတွေကအသက်အပြည့်ကြီးနေပြီဖြစ်တဲ့ဥတော်မကြီးကိုကောင်းကောင်းဒုက္ခပေးလိမ့်တယ်။တော်မရရလား။ဥတန်ကလည်းကြာသွားတဲ့ဥတော်မကိုပွေထားရင်မေးလိုက်တယ် ဦးတော်မရဲ့ဗဇက်ထရနဲ့သွေးတွေစိကြလာပြီးဦးတော်မဟာကြောက်တုံးခက်ကြီးကြီးတစ်ခုကိုကြောမိထားရက တကောလုံးသွေးရဲကျနေတယ်။ခောင်ရဲပြူဆိုတဲ့မင်းကလေးကဦးတော်မကိုကြည့်ဦးတော်မလက်ညှိုးညွှန်ပြတဲ့ထူးမောင်ကိုစိတ်မချဖြစ်နေတယ်။ဦးတော်မဟာဦးတန်ငယ်ရဲ့လက်ကိုဆွဲယူပြီးတော့သူ့ရဲ့ပိတ်တာ24တဲ့တန်သူကြီးကိုပါရှင်ဖြစ်သူဦးတန်ငယ်ရဲ့လက်ထဲကိုအပ်လိုက်တယ်။အဲနောက်သွေးဆိုးနေတဲ့လက်တွေနဲ့ပခုံးကိုပုတ်ပြီး တန်ငယ်မင်းနဲ့ခောင်ရမ်းဖြူတော့ထူးမအောင်သွားကူကြတော့ကောင်းလေးအောင်မသေးစေနဲ့ငါ့ကိုဒီမှာထားရခဲ့ကြအမြတ်သွားဒီစကားကိုကြားတာနဲ့ခောင်ရမ်းဖြူဆိုတဲ့မင်းကလေးကဥတော်မအောင် လေးစားသမှုနဲ့ခေါင်းကောအယုတ်သေးပြုတ်ပြီးထူးမအောင်ရှိဟာစီကိုသွားခဲ့တယ်ဥတန်ငယ်ကငယ်တငယ်ချင်းဖြစ်သူဥတော်မအောင်ကြည်စိတ်မကောင်းဖြစ်နေပေမဲ့အချိန်မဆွဲတင်တာကြောင့်ဥတော်မပြီးတဲ့တူကြီးကိုချစ်ချစ်ပါအောင်ဆုပ်ပြီး သူ့ရဲ့ဓာကြီးကိုဦးသောမရဲ့ဘေးမှာထားရခဲ့လေတယ်။ဦးသောမဟာတယောက်တည်းချိန်ရခဲ့တဲ့ချိန်ဦးတန်ငယ်ရဲ့ဓာကြီးကိုကန်ကြည့်နေတယ်။အဲနောက်အတိတ်ကအကြောင်းအရာတချို့ကို ပြတ်တွေ့ရင်ခောက်ဝဝေးကအဖမ်းခံနိုင်ရတဲ့ဥဝင်နဲ့ကိုညီဖို့သွားတဲ့ဦးတန်ငယ်တို့ကိုလှမ်းကြည့်နေမိတယ်။ရခခိုင်းလုံးမကောင်းတဲ့နေရာမျိုးကိုဝင်မိခဲ့တယ်ဆိုပေမဲ့တငယ်ချင်းတို့ဦးနဲ့အတူတူပြေတော့ကသုံးနောက်ကျောင်းမှာရှိနေတဲ့ဘလူးရုပ်စင်းမင်းကို ချက်ကြီးကအမာရုတ်ထဲအောင်ဓာတ်နဲ့ဖြတ်ပေးခဲ့တဲ့ဦးတန်ငယ်။သုံးဦးသားလမ်းခွဲပြီးနောက်ဖခင်ရဲ့သွေးကြီးကိုဆက်ဖို့မြေအောက်အဖွဲမှာကျေးစားတူအဖြစ်နေခဲ့တာကြောင့်သူ့ကိုအထင်လွဲခဲ့တဲ့ဦးဝင်တို့ကိုပြုံးပြီးကြည့်နေတယ်။ဦးတော်မဟာထိုက်တဲ့တလောက် ဖခင်အတွက်သွေးကြီးဆက်ခဲ့ပြီးပြီဖြစ်လို့ကျေနပ်နေတယ်။ရခခိုင်းကြီးတစ်ခုလုံးကိုမဖြတ်စည်းနိုင်ဘူးဆိုပေမဲ့ဖြတ်စည်းပေးမဲ့သူကိုကိုကြီးကြီးရတဲ့အတွက်ဝမ်းသာနေတယ်။ဦးတော်မဟာ ငယ်စဉ်ကတည်းကမိမိအပေါ်အထင်မြင်လွဲမှားတဲ့သူတွေအစိုးမြင်သူတွေနဲ့သာ ဆုံတွေ့ခဲ့ရတာကြောင့်သူတစ်ပါးအပေါ်အမြဲလိုလိုဂရုစိုက်ပေးခဲ့တယ်။အခုနောက်ဆုံးအချိန်မှာတော့တော်ပုံကြီးကသူ့အတွက်နဲ့အသက်ပေးပြီးအားလုံးကိုကာကွယ်သွားတာကိုမြင်တော့စိတ်ထဲမှာဂုဏ်ပြုပေးနေမိတယ်။တော်ပုံကြီးလိုပဲသူလည်းညီကိုလိုချစ်ခင်ရတဲ့ဥဝင်အပေါ်မှာအသက်ပေးပြီးကုညီခွင့်ရလိုက်တဲ့အတွက်ဝမ်းသာနေတယ်။အဲဒီနောက်မှာတော့ခြေတစ်ဖက်ကိုခပ်ဖောက်ဖောက်ဖြေရော့ပြီးကိုကိုမတ်အောင်ထားလိုက်တယ်။ ပြီးတဲ့အခါမှာတော့ဥတန်ငယ်ပြီးခဲ့တဲ့ဓာကြီးကိုရှိသမျှအာအကုန်နဲ့မြေပြင်မှာဆိုက်ရင်ဓာရုပ်ကို စုတ်ကိုင်းကခေါင်းကဆိုင်ချလို့ဘဝအဆုံးသက်သွားခဲ့ပါတော့တယ်။ဒီနောက်မှာတော့ဥတန်ငယ်တဲ့ခောင်ရင်ဖြူတို့ကထူးမောင်ရှိတဲ့နေရာစီကို အမြသွားခဲ့လေတယ်။ထူးမောင်ကတန်နေဓာကိုကိုင်ရင်ခက်ပြင်းပြင်းတိုက်ခိုက်နေတယ်။ကြော်ထင်းရလည်းသူ့ရဲ့ဓာနဲ့ကြီးနဲ့အတူတူတာဝန်အရာကောက်ခွဲနေခဲ့တယ်။ထူးမောင်ရဲ့ဓာချက်တွေကတာမန်မဟုတ်ပဲတေဇောမန်နဲ့အစမ်းကြောင့် ဓာတ်တစ်ချောင်းလုံးမြည်ရဲတောက်နေပြီကျော်ထင်းရဲ့ဓာတ်နက်ကလည်းဓာတ်တစ်ချောင်းလုံးကိုမဟုတ်ရကြောက်လို့နတ်မောင်နေတဲ့ဓာတ်သားတို့မျိုးနဲ့တန်နဲ့ရောဆက်ပြီးပြုတ်လုထားတာမျိုးအဆွဲထက်လာတယ်။ကျော်တင်ရဲ့လှမြန်တဲ့ဓာတုချက်တွေကထူးမောင်ရဲ့ဝမ်းမတဲတဲ့ကိုဝင်လာတော့ထူးမောင်ကတစ်ချက်ပြေးတယ်လိုက်ပြီးကျော်ထင်းကိုလက်ပြန်ခုတ်လိုက်တယ်။ကျော်ထင်းကလည်းငုံရှောင်ပြီးတော့ထူးမောင်ကိုနောက်တစ်ချက်ပါလိုက်တော့ထူးမောင်ကတန်နေဓာတ်နဲ့ခုခံပြီးနှစ်ယောက်သားအားပြိုင်နေကြတယ်။ အဲ့ဒီချိန်မှာကျော်တင်ကပြန်ဘက်ကင်းဓာသမတယောက်ပြီးပြီသူ့ရဲ့ခြေထောက်နဲ့တဲမြင့်ပြည့်အတွင်နှစ်ဝင်တဲ့အထိခြေကုပ်ယူပြီးဓာတ်နဲ့ခုတ်တုံလိုက်တယ်ထူးမောင်ရဲ့ပေါ့ပါတဲ့ခန္ဓာကိုယ်ဟာအောက်ခြေရခြင်းမရှိဘူးဆိုပေမဲ့လည်းနောက်စီရွေ့ပါသွားခဲ့တယ်ဒီအခါထူးမောင်လည်းပထဝီမန္တန်အစွမ်းကိုအသုံးပြုပြီးသူ့ရဲ့ခြေထောက်တွေကိုမြေသားတွေနဲ့ထိမ့်ချုပ်ပြီးတောက်ခံထားလိုက်တယ်ထူးမောင်နဲ့ကြော်ထင်နှိုးရဲ့ပြေးထန်တဲ့တောက်ပွဲကြောင့်ပုံဝင်းကျစ်တစ်ခုလုံးလေပြင်းကျသလိုဖြစ်ပြီး ခေါင်ရင်းဖြူနဲ့ဥတန်ကဲတို့ရောက်မလာနိုင်ဘူး။ထို့မှောင်ကမန္တန်ဆွမ်းအရွက်ကိုအသုံးပြုထားတဲ့အတွက်ကိုအတွင်းနဲ့အစိတ်တွေကသွေးကြောအနှက်ဆစ်ဆင်းလာပြီးအင်အားတွေနည်းလာတယ်။ဒီခါမှာထို့မှောင်ကရှိသည်မအားကိုစုပြီးကြော်ထင်းကို ပြန်တွန်းလိုက်တဲ့အတွက်လူကြီးအနှဲငယ်ကွာသွားတယ်။ထို့မှောင်ကသူ့ရဲ့ဓာတ်ကိုမြေမှာဆိုက်ချလိုက်တဲ့အခါမှာဓာတ်ကထွက်ပေါ်လာတဲ့တုံးကန်အားကြောင့်ကြော်ထင်းကိုနောက်စီအနှဲငယ်ကွာသွားစေတယ်။ဒီတခဏမှာပဲထို့မှောင်လည်း ဓာတ်ကိုဆွဲနှုတ်လို့ကြော့တဲ့ကိုအပေါ်ကနေခွန်ခုတ်လိုက်တယ်။ထူးမော်ရဲ့အားနဲ့လွှဲခုတ်လိုက်တဲ့ဓာတ်ချက်ကိုကြော့တင်ကပန်ပန်လိုက်လိုက်ကောက်ွယ်လိုက်နိုင်တယ်ဆိုပေမဲ့နောက်ကိုအနေငယ်ထက်ဆုပ်သွားခဲ့တယ်။နောက်ကိုဆုပ်သွားတဲ့ကြော့တင်ရဲ့ပခုံးကိုရခမင်းဦးကြောင်လုံးကဆွဲထိန်ထားလိုက်တယ်။ဒီနောက်မှာတော့ဦးကြောင်လုံးဟာလဝါကိုဖြန့်လို့ထူးမောင်ကိုအဝေးရနေလှမ်းတွန်းလိုက်တော့ထူးမောင်ကအနောက်ကိုရိုင်းပြီးလင်းကားလမ်းလောက်ဆုပ်သွားခဲ့တယ်။အနောက်ကရောက်နေတဲ့ခောက်ရဲပြူနဲ့ဦးကြောင်လုံးတို့က ထူးမောင်ရဲ့ခန္ဓာကိုယ်ကိုထိမ့်ထားလိုက်တယ်။ထူးမောင်ကအစိမ့်မိနေတဲ့ကြားကပြန်မဲ့ကေဓာသမတူကိုအခက်တွေ့စေခဲ့တယ်ဆိုပေမဲ့ယခမင်းဦးကြောင်လုံးရဲ့အစအဝေးကလေးရောင်မှတိုက်ခိုက်နိုင်တဲ့အထည်ပြေးချလာတယ်။ထူးမောင်ဟာအတွင်းတန်ရခက်ပြေးပြေးနဲ့အစိတ်တန်တို့ကြောင့်မြေပြင်မှာဓာတ်ကို ထောက်ရင်အာယူကရက်နေရတယ်။ဦးတန်ငန်းနဲ့ခောင်ရဲဖြူတို့ရောက်လာပြီဖြစ်လို့ထူးမောင်ကိုအထိခိုက်မခံတော့ပဲဝင်ရောက်တိုက်ခိုက်ပေးကြတယ်။ ဥဒံငယ်ကရက်ခမဲဥကြောက်လုံးနဲ့ထိတ်တရဲစမိခေါင်းရင်းပြူဆိုတဲ့မင်းကလေးကတော့ဓာတ်နဲ့ရှည်ကြော်ထိန်နဲ့တိုက်ခတ်ဖို့ပြင်လိုက်တယ်ရက်ခမဲဥကြောက်လုံးကပြုံးလိုက်ပြီဂါရဲ့တစ္ဆပောင်းတန်ငယ်မင်းငါ့ကိုတိုက်ခတ်ဖို့ရွေးချယ်လိုက်တာမင်းရဲ့အသက်ကိုတန်ဖို့မထားတာပဲငါအစိမ့်နဲ့မင်းအစ်စ်အဝေးနော်အခုဒူးထောက်အညက်ခံဖို့အချိန်မီသေးတယ်ဥဒံငယ်ကရက်ခမဲဥကြောက်လုံးနဲ့ပြညာအစိမ့်စေကွာချလုံးတာကိုသိပြီး အနာယူနိုင်ခြင်းနည်းလုံးတာကိုလည်းသိတယ်။ဒါပေမဲ့တောက်ပွဲအတွေ့အသက်ပေးသွားတဲ့ဦးတော်မရဲ့စကားတွေကိုကြားရောက်ရင်မိမိလက်ဆောင်အပြည့်ပေးထားတဲ့ပိတ်တန်24ရဲ့တူကြီးကိုမြှောက်လိုက်တယ်။ဦးတန်ငယ်ကတချိန်ကဦးတော်မကိုသူ့ရဲ့တူကြီးကိုပေးပြီးတော့မှအပြီးပိုင်ပေးခြင်းမျိုးမဟုတ်ပဲမသေးခင်ပြန်ပေးရမယ်ဆိုပြီးစားနောက်ခဲ့တာကိုသတိရနေမိတယ်။အဲနောက်ဦးတော်မနောက်ဆုံးမှခဲ့တဲ့ကောင်လေးကိုမသေးစေနဲ့ဆိုတဲ့စကားအတိုင်း ထူးမောင်ကိုကောက်ွယ်ဖို့ဆုံးဖြတ်ပြီးနောက်ကိုတစ်ချက်လှည့်ကြည့်တယ်။ရခမင်းရဲ့တက်ခတ်ခြင်းကိုခံရတယ်ဆိုပေမဲ့မြေပြင်မှာလမ်းမကျောက်အောင်ရင့်နေနိုင်တဲ့ထူးမောင်ရဲ့စိတ်ဓာတ်ကိုမြင်ရပြီးရခမင်းဦးကျောင်းလုံးကိုစင်ခေါ်လိုက်တယ်။တစ်ဖက်မှာလည်းခောင်ရမ်းပြူဆိုတဲ့မင်းကလေးကဓာတ်နဲ့ရှင်ကြော်ထင်းရှိရာစီကိုတဟုန်နှုတ်ပြေးဝင်ပြီးစတင်တက်ခိုက်တယ်။ကြော်ထင်းရဲ့အနည်းရောခောင်ရမ်းပြူရောက်မလာခင်သူမရဲ့လက်ကအဆက်လေးတွေကအရင်ရောက်လာပြီးတော့ကြော်ထင်းရအနောက်ကိုတလန်းချင်းဆုပ်ရင် မိုးလိုရွာနေတဲ့ထုဆက်နဲ့အလင်းဆက်တွေကိုဓာတ်နဲ့ရက်ခတ်ကောက်ွယ်နေရတယ်။အလင်းဆက်လေးတွေကစဘာလုံးကန်တာရှိပြီးရှောင်းတဲရခတ်လာတဲ့အပြင်အပူတက်တချို့ကိုခံကားနေပြီးတဲ့အတွက်သတိထားရတယ်။ကျော်တန်ကဓာတ်ကိုလှမြန်စွာဝှေ့ရရင်ကောက်ွယ်နေတဲ့အချိန်ခေါင်းရည်ဖြူကအနားစီကိုဖြည်းဖြည်းချင်းတိုးလာတယ်။အဲနောက်အလင်းဆက်တွေမဟုတ်တော့ပဲဝါးကြုံလေးတစ်ချောင်းကကျော်တန်ရဲ့မျက်နှာတဲ့တဲ့ကိုဝင်လာတဲ့အတွက်တစ်ဖက်လက်နဲ့စီးဖမ်းထားလိုက်ရတယ်။ အဲ့ဒီချိန်ခောင်ရဲပြူဟာရှေ့တဲထဲမှာပေါ်လာပြီးမျက်နှာကိုလက်သေးရှည်တွေနဲ့ကုတ်ထားတာကြောင့်ကြော်ထင်းလန့်လက်ကိုဓာတ်နဲ့ကရဲရွယ်လိုက်ပြီးမှခုတ်မချပဲလူဝသားအလို့ရှောင်လိုက်တယ်ခောင်ရဲပြူမင်းအဖွဲကိုတစ္ဆာဖောက်တာလားပြန်မဲ့ကင်းကြီးစားဆဲကိုအချင်းချင်းမတိုက်ခရဘူးဆိုတဲ့စီကံရှိလို့လားကြော်ထင်းငါလူမတတ်ချင်ဘူးညီဒီကိစ္စနဲ့ဝဲဝဲနေမင်းတို့ကိစ္စတွေကိုကြောက်စိတ်ဝင်စားအောင်ကြောက်ကိုမြေအောင်ရှင်းလိုက်ရတောင်းဝင်ပြီးလို့လာခဲ့ရတာ အခုလောမင်းနဲ့ဦးတော်မှာပါဝင်ပတ်သက်နေမယ်လို့ငါထင်မထားဘူး။ကျမ်းဘက်ကြီးခြေစားဆယ်ဟုအဖွဲကိုမလေးစားတာပဲ။ဒါလို့ဆိုရင်အဖွဲရဲ့စီကရနင်းလက်အပြစ်မကင်းဘူးကြော့ထင်။အဖွဲမေတူအသက်ဆုံးရှုံးသွားပြီ။ဘလို့ဦးတော်မလား။ဟုတ်တယ်။ဦးတော်မအသက်မရှိတော့ဘူး။ငါအနေနဲ့အဖွဲတွေကနှုတ်ထွက်ကြောင်းမြေအောက်ကိုတရေပို့ခဲ့ပြီးပြီ။နင်အခုထွက်သွားတော့ဒါနဲ့ရှေကြော်ထင်က ခြေစားအဖွဲမှာတစ္ဆာရှိသူတယောက်ဖြစ်ပြီးအဖွဲဝင်တွေအပေါ်မှာဂရုစိုက်တတ်တယ်။သူတို့အားလုံးဟာအကြောင်းမျိုးမျိုးကြောင့်သာအစိုးရလက်အောက်ခံမြေအောက်အဖွဲဝင်တွေဖြစ်နေကြတယ်ဆိုပေမဲ့အမိတ်နာခံတတ်တဲ့သူတွေမဟုတ်ပင်ကိုထင်ရကိုလုတ်တတ်တဲ့လွတ်လပ်တဲ့အဖွဲစီဖြစ်ပါတယ်။အခုဦးတော်မတေဆုံးနောက်ကိုလည်းစိတ်မကောင်းဖြစ်သွားတယ်။ကျော်တရသူ့ရဲ့ဓာတ်နဲ့ကိုတအိမ်နဲ့ပြတ်သွင်းပြီးတော့ဦးတော်မရဲ့အလောင်းရှိရာစီကိုခြေဦးတည် ခေါင်းရံပြူကိုကြော်ခိုင်းထားလိုက်တယ်။ ဆုံးဖြတ်ချက်မစိုးပါနဲ့ခေါင်းရမ်းဖြူအကျိုးဆက်တွေကိုလက်ခံနိုင်ပြီဆိုမှ အဖွဲအားထွက်ပါကျော်တရားခေါင်းရမ်းဖြူအဲ့လိုပြောပြီးတော့ဦးတော်မရဲ့အတက်မဲ့တဲ့ခန္ဓာကိုယ်စီကိုတွေးပြေးထွက်ခွာသွားခဲ့တယ်ဦးတော်မအနည်းကိုရောက်တဲ့အခါသူ့ရဲ့ဓာတ်နဲ့ကိုရှေ့မှာချပြီးဥညွအယိုသိပေးလိုက်တယ်အဖွဲရဲ့အတက်အကြီးဆုံးနဲ့အစင်မြေပုံကိုတူဆုံရှုံရတာကိုစိတ်မကောင်းဖြစ်နေပြီးခဏကြာမှတော့ကျုံးပေါ်ကနေပြောက်ွက်သွားခဲ့တယ် တဖက်မှာလည်းဦးတန်ငင်းဟာမြေပြင်ပေါ်ကိုပြစ်လဲကျသွားပြီးသူ့ရဲ့တူကြီးကလည်းလွတ်ကျသွားတဲ့အတွက်ပြန်ကောက်ဖို့ကြိုးစားလိုက်တယ်။ဒါပေမဲ့ရက်ခမဲဦးကျလုံးကဦးတန်ငင်းကိုအဆုံးတက်ပေးဖို့အထက်ကိုခုန်တက်ပြီးတော့တကိုယ်လုံးကိုအားနဲ့နှေးချလိုက်တယ်။ပြင်းထန်တဲ့ဘလူးဖနောက်ဆွမ်းအားကကျုပ်တခုလုံးကိုတသိမ့်သိမ့်တုံသွားစေပြီးနှေးချကြောင့်မြေပြင်မှာအပ်ွယ်သွားခဲ့တယ်။ဒါပေမဲ့ဦးတန်ငင်းကိုခေါင်ရမ်းပြူကအချိန်မီဆွဲထုတ်နာလိုက်တဲ့အတွက်အသက်ဘေးကနေကတိလေးလွဲသွားခဲ့တယ်။ ။ DJ ခေါင်ရမ်းပြူကလက်နှစ်ဖက်ကအလင်းမုံဆက်တွေကိုစုပေါင်းပြီးဆက်ဝါးတဲ့နယ်ပြုတ်လောက်ကရက်ခမင်းဦးကြောင်လုံးကိုတက်ခတ်လိုက်တော့တယ်။ဦးကြောင်လုံးကမီးရဲရဲတောက်နေတဲ့သူ့ရဲ့လက်သီးချက်နဲ့ခေါင်ရမ်းပြူရဲ့အလင်းဆက်ကိုထုတ်ခွဲဖျက်ဆီးလိုက်တယ်။တာမန်လိုအလင်းဆက်မော်လေးနဲ့လောင်ကျွမ်းစီနိုင်တဲ့အထိအာကြီးတဲ့ခေါင်ရမ်းပြူရဲ့လက်ဝဲပညာရပ်တွေကဦးကြောင်လုံးတော့မထိခိုက်တဲ့အတွက်အားအားသိနေတယ်။အဲ့ဒီကျဲဦးတန်ကသူ့ရဲ့တူကြီးကိုမြောက်ရက်ပြီး ဦးကြောင်လုံးရဲ့ခေါင်းကိုထိုးချလိုက်တယ်ဆိုပေမဲ့ဦးကြောင်လုံးကတန်တို့အယုံလက်ပြန်ရုံးနဲ့ခံထားပြီးဖဲထုတ်လိုက်ပြန်တယ်။ဒီကခေါင်းရဲ့ဖြူနဲ့ဦးတန်ငယ်တို့အနေငယ်နောက်ဆုတ်လိုက်ကြတယ်။ထူးမောင်ကအနေငယ်အာယူပြီးအနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါနေဝင်လို့ဆဲဆဲဖြစ်နေတဲ့အတွက်လေးတိုင်စိန်ပေါ်ကဦးဝင်ကိုစွရင်သွားတယ်။ဒီအချိန်ကရခမဲ့ဦးကြောင်လုံးစောင့်နေတဲ့အချိန်ဖြစ်ပြီးဦးဝင်ကိုတက်ပြစ်နိုင်တော့မယ့်အချိန်လည်းဖြစ်ပါတယ်။ဒါကြောင့်ထူးမောင်ကဒံယာရင်းနဲ့အစိတ်ထန်နေကြ ဓာတ်ကိုဆွဲနှုတ်ပြီးတော့ဥဝင်ရှိရမြင့်ရည်တဲကိုသွားဝင်ပြန်လိုက်တယ်။မြင့်ရည်ပြေမတိမ်မနဲ့နေရပါ။လင်းရစိမ့်နဲ့အတူတူဥဝင်ကိုသွားပြီးကဲတင်တော့မဲ့အခြေအနေမို့ထူးမောင်ရဲ့အခြေအနေကိုအကဲခတ်ပြီးတဲ့ဥကြောင့်လုံးဝလဲဥဝင်ကိုလွတ်မသွားအောင်တားဆီးလိုက်လိမ့်တယ်။ထူးမောင်ဖို့ဒီချိန်မှာတိုက်ခတ်ဖို့အချိန်မရှိတော့တဲ့အတွက်ဦးကြောင်လုံးကိုမကြည့်တော့ပဲဦးဝင်ရှိရစီကိုပဲအမြန်သွားလိမ့်တယ်။ရက်ကမင်းဦးကြောင်လုံးကထူးမောင်ရှိရစီကိုလှမ်းကုန်လိုက်တဲ့အတွက်ထူးမောင်ရဲ့ရှေ့တဲတဲ့ကိုရောက်လာပြီး ထူးမောင်လည်းမန်းနဲ့အစွမ်းတွေကိုအသုံးမပြုသေးပဲတန်နေသားနဲ့ချင်ရင်လိုက်တဲ့အတွက်ရက်ခမင်းဟာအရပါရရှိမောပြီးတော့ဓာရောလူပါဆွဲပြီးတစ်ဖက်ကိုလှုပ်ပြစ်လိုက်တယ်။တာစီမြတဲ့ခိုင်းဆောင်ဘလူးမီးရဲ့ဆန်အားနဲ့လှင့်မြမှုဥဝင်ရဲ့အသက်အန္တရာယ်ရှိနေတဲ့နေဝင်ချိန်ထူးမောင်ရဲ့အစိမ့်နဲ့ဒဏ်ရာတွေကြောင့်ဥတန်ကန်းနဲ့ခောက်ရမ်းဖြူလို့စွရင်သွားတယ်။ရက်ခမင်းဟာထူးမောင်ကိုအဝေးရောက်အောင်လှည့်ပြစ်လိုက်တဲ့အတွက်တိတ်ပြီးလို့ထိမှတ်ပြီး အနောက်ရှက်ပေးနေတဲ့ဦးတန်ငယ်နဲ့ခောင်ရဲပြိုတက်ပြဖို့တစ်ဖက်ကိုလှည့်လာပြန်တယ်။ဒီချိန်ဦးတန်ငယ်ကတူကြီးနဲ့တက်ခတ်ပြီးခောင်ရဲပြိုကလည်းဝဲချုံတစ်ခုနဲ့ထိုးလိုက်တယ်။ဦးတန်ငယ်ရဲ့တူကြီးကိုရက်ခတ်မဲ့ဦးကြလုံးကစီဖတ်ပြီးလူကိုလည်းလက်ပင်းကိုဖမ်းညှစ်လိုက်တယ်။အဲနောက်ခောင်ရဲပြိုရဲ့ဝါချုံကိုလက်ဝါးနဲ့ရိုက်ချလိုက်ကဦးတန်ငယ်လိုပဲလက်ပင်းကညှစ်ဆဲပြီးနှစ်ဦးစလုံးကိုကန်မြောက်ထားလိုက်တယ်။ဦးတန်ငယ်နဲ့ခောင်ရဲပြိုတို့ရက်ခတ်မင်းရဲ့လက်နဲ့ထိတဲ့အခါမှာထူးဆန်းစွာနဲ့ မိမိတို့စားအရွယ်ကိုအတုံးမပြုတ်နိုင်တော့ပဲတာမန်လူတွေလိုဖြစ်သွားခဲ့တယ်။နှုတ်ဦးစလုံးကလက်ဘင်းကကမ်းမြောက်ထားချေခံလိုက်ရတော့ခြေထောက်နဲ့မြေကြီးလွတ်နေပြီးကျိုးဆဲချသလိုဖြစ်သွားတယ်။ခြေစားအဖွဲ့ဝင်တဦးနဲ့ဂလုံးအဖွဲ့ရဲ့ရာစုမှုအစင်ရများငါတို့ရက်ကခိုင်းဆောင်ဘလူးမင်းကိုအနိုင်ရမထင်နေလား။မန်နံပရပိုင်းနဲ့ထက်တယ်နဲ့သူကငါပဲကွာတားတည်လိုက်ကြတော့ဦးကြောင်လုံးဟာပြောပြောဆိုဆိုဦးတန်ငယ်ရောခောင်ရဲဖြူပါ ြေပြင်ကနေကန်ရိုက်ပြီးတော့တက်ပြစ်ဖို့အပေါ်ထက်မြောက်လိုက်တယ်။ဒါပေမဲ့ဥတန်ကမျိုးလုံးကိုစူးစိုက်ပြီးရက်ခမင်းကိုကြည့်ပေမဲ့ခောင်ရဲဖြူရဲ့မျိုးလုံးတွေကတခြားဟောအကြည့်ရောက်နေတယ်။ပါနလာတဲ့ဦးကြောင်လုံးကခောင်ရဲဖြူရဲ့မျိုးလုံးတွေကထူးမှန်ကိုမြင်လိုက်ရတာကြောင့်ချက်ချင်းပဲလက်ထက်ရနှစ်ယောက်ကိုလွှတ်ချပြီးနောက်ကိုလှည့်ကြည့်လိုက်တယ်။ထူးမှန်ကမြင်းကြီးမိုးမောင်ပေါ်ကနေခုန်ဆင်းပြီးဥဝင်ကိုချုပ်ထားတဲ့မြင်းဆက်ကိုရောက်နေပြီ။ရက်ခမင်းကိုတော့ထူးမှန်ကိုဆွဲပြီးပြစ်လိုက်တယ်ဆိုပေမဲ့ အဝဲကိုရောက်ရှိသွားတဲ့အချိန်မှာမြင်းကြီးမုံမောင်ရောက်လာတဲ့အတွက်မြင်းရဲ့ကြောပေါက်ကိုချက်ချင်းတက်ပြီးဥဝင်အနီးမြစ်ဆက်ကိုရောက်လာခဲ့တယ်။ထူမောင်ဟာချက်ချင်းပဲအဘောမန်နံကိုရွတ်ဖတ်လို့ရေစီးကြောင်ကိုထိန်းချုပ်ပြီးဥဝင်ရှိရာလေးတန်းစီစဉ်ကိုတောက်ဖို့လမ်းစာတစ်ခုဖြစ်ပေါ်လာခဲ့တယ်။မြင်းရဲ့ပြားကတ်ဆက်ကအနောက်ကိုရောက်ကြသွားပြီးတော့လူသွားလမ်းတစ်ခုဖြစ်လာပြီးထူမောင်က လေးတန်းစီရှိရာစီကိုပြေးသွားခဲ့လေတယ်။ရခမင်းဥကြလောကလည်းအမြတ်တားစီပြီး ထူးမောင်စီကိုတောင်းမလို့လှုပ်တဲ့အခါမှာဥတန်ကန်တဲ့ခောင်ရဲဖြူတို့ကတန်တူကြီးကိုအလင်းဆက်နဲ့ပေါင်းစည်းပြီးဥကြောင်လုံးရဲ့ခြေတော့ကိုရိုက်ပစ်လိုက်တယ်။ဥတန်ကန်တဲ့ခောင်ရဲဖြူတို့ကရက်ခမင်းလက်ကနဲ့လွတ်နေတဲ့အတွက်စွမ်းအားတွေပြန်လည်အသုံးပြုနိုင်ပြီးတော့ရက်ခမင်းကတစ်ဖက်ကိုအာယုံရောက်နေတဲ့အချိန်သတိမထားမိလိုက်တာကြောင့်ဒူးတစ်ဖက်ထောက်ကျသွားခဲ့တယ်။အဲဒီအချိန်မှာထူးမောင်ကလေးတန်စီအောက်ကိုရောက်သွားခဲ့လိမ့်ပြီ။မြေကန်းဆက်ဆိုပေမဲ့လည်း တဲချင်းပြင်စင်ချေလျော့ဖြစ်တဲ့အတွက်လေးတိုင်စီရမြင့်နေတယ်။ဒူးမောက်ဘိုးတက်ဖို့အဆင်မပြေတဲ့အတွက်လေးတိုင်စီရဝလုံးကြီးလေးလုံးကိုတန်တေဓာတ်နဲ့တစ်ချက်စီခုတ်ပန်းလိုက်တယ်။ဦးဝင်းကလည်းလက်ပြိုင်ကျုပ်တုပ်လျက်သားအနေထားနဲ့အောက်ကိုမတ်တည့်ရဲ့ကြလာတယ်။ဦးဝင်းကိုတုံ့နောက်ထားတဲ့တန်ကျိုးတွေကိုပါထူးမောင်ကခုတ်ဖြတ်လိုက်တဲ့အတွက်ဦးဝင်းလွတ်မြောက်သွားခဲ့တယ်။ဒီကခောင်ရဲပြူနဲ့ဦးတန်ငယ်တို့ကိုညီယာကျိုးနဲ့ပြူလို့ကျင်းနဲ့သွားကြပြီ။ကို့အသက်ကိုယ်တော်မငဲ့ကွက်ပဲ။ ရက်ခမင်းဦးကြောင်လုံးကိုအစွမ်းကုန်တတ်ခိုက်တော့တယ်။တတ်ခိုက်နေတဲ့နေရာစီကိုထူးမောင်တဲ့ဦးဝင်တို့ပြက်လက်ရောက်ရှိလာခဲ့တယ်။မြေဝင်သွားတဲ့အပြင်မှောက်ရီပြိုးတဲ့အချိန်လေးဖြစ်ပြီးတော့မြေတရလေးလေးတစီကျွဲကောင်းကျိုးစီကိုဦးတည်လာနေတယ်။အဲ့ဒီလေလေးကိုအားလုံးသတိမထားမိကြပဲရက်ခမင်းဦးကြောင်လုံးကိုတော့ဝိုင်းပြီးတတ်ခိုက်ကြတယ်။ဦးကြောင်လုံးကဒီအချိန်မှာဦးဝင်ကိုတတ်ဖို့အင်အားတွေရော့အောင်အစီအစဉ်တွေပြုလုပ်ထားပြီးပြီ။ဒါအပြင်ခိုင်းဆောင်ဘလူးမင်းအဆင့်ဖြစ်ပြီး အထက်မှာခေါင်းကြောက်တူဦးသားရှိရတဲ့အထိစွမ်းအားကြီးမတဲ့ဦးကြောင်လုံးကဥဝင်ရဲ့ရက်ခမှော့ပြညာတွေအလုံးကိုနှောက်ယူထားပြီးဒါကြောင့်တောက်ပွဲအတွင်းထဲကိုမဝင်မို့ထူးမောင်ကဥဝင်ကိုတေချာမှထားပြီးတော့သူကိုယ်တိုင်ဝင်ရောက်လာခဲ့တယ်ထူးမောင်ခောင်းရဲပြူနဲ့ဦးတန်ကဲတို့ရက်ခမင်းကိုပူပေါင်းတိုက်ခိုက်ကြတယ်ဆိုပေမဲ့သုံးဦးလုံးအင်အားနည်းနေကြပြီဦးတန်ငယ်ကတငယ်ချင်းဖြစ်သူဥဝင်လွမြောက်လာပြီးဆိုတော့စိတ်အားတက်ကြွပြီးဆက်လက်တိုက်ခိုက်နေရတယ်ဆိုပေမဲ့ တိုက်ပွဲပန့်လာတဲ့အတွက်နောက်ဆုံးတိုက်ပွဲကိုထုတ်သုံးလိုက်တယ်။ခောင်ရဲပြောလိုက်ဘလို့ပဲအဆွဲထက်တဲ့မင်းကလေးတယောက်ဖြစ်စီကမို့ခုခံနိုင်စွမ်းအားနည်းလာတာကြောင့်အလင်းစွမ်းအားတွေကိုပေါင်းစည်းထုတ်လွတ်တော့တယ်။ဒုမောင်ကတော့သူ့ရဲ့ခန္ဓာကိုယ်ကိုပထဝီမန္တန်နဲ့ထိ ंछ ုပ်ထားရပြီးအစိမ့်နဲ့အတွင်းတရာတို့ကိုကောက်ွယ်ထားတာကြောင့်တန်တေရာကိုတေဇောမန္တန်နဲ့မီးတောက်စီတယ်။ရခမင်းဦးကြလုံးကတော့အစ်တနေရာယူထားပြီးခန္ဓာကိုယ်တစ်ခုလုံးရဲ့ပက်ပက်လက်မှာ စွမ်းအားတွေရဲ့အရှိန်တွေတရရထွက်နေတယ်။နောက်ဆုံးမှာတော့ဦးတန်ကေကဂလုံးကိုင်းရဲ့အစင်းမြင့်ပညာတစ်ခုနဲ့အပေါ်ကိုခုန်တက်လိုက်တယ်။အဲဒီနောက်မှာတော့တန်တူကြီးနဲ့ဦးကြောင်လုံးကိုထုရလိုက်တဲ့အချိန်ခောင်ရဲ့ဖြူရဲ့အလင်းဆက်လုံးကလည်းရင်ဘက်ကနေဝင်ပြီးပြောက်ခွက်ကထူးမောင်ရဲ့ဓာတ်ထွက်တဲ့မြူရီကခန္ဓာကိုယ်မှာဆွဲလောင်လာခဲ့တယ်။ဒါပေမဲ့လည်းဦးကြောင်လုံးကတဟားဟားနဲ့ရင်မောရင်ပေါ်လိုက်ပြောက်လိုက်ဖြစ်နေတယ်။၃၀၀လုံးရဲ့တိုက်ခိုက်မှုတွေကထိရောက်မှုမရှိဦးဝရဒီအဖြစ်ကိုကြည့်ပြီး ညအခါပို့ပြီးအစွမ်းထက်ကြတဲ့ရက်ခါရုရဲ့သဘောကိုနားလည်တာကြောင့်တိုက်ပွဲအထွေနဲ့ကိုဝင်ရောက်လာခဲ့တယ်။ဦးတန်ကမိမိရဲ့ခေါင်းကိုလက်တစ်ဖက်နဲ့ကင်ထားပြီးနောက်ကိုဆုပ်လာခဲ့တယ်။ခေါင်းရံပြူကလည်းဒူးထောက်ကျသွားပြီးမြေပြင်ပေါ်ကိုသွေးဆက်တွေကျလာတယ်။ထူးမောင်ရဲ့တကောလုံးကချစ်ချစ်တောက်ပူလာတဲ့အတွက်မန်နန်အစွမ်းနဲ့အမြန်အေးသွားအောင်ပြစ်လို့ရလေတယ်။ဒီသောမန်နာပူချင်းအေးချင်းကိုဖန်တီးနိုင်စွမ်းရှိတယ်ဆိုပေမဲ့တခဏအတွင်းအကြိမ်ကြိမ်အသုံးပြုလိုက်ရတဲ့အတွက် ခန္ဓာကိုယ်ကဒဏ်ရာတွေကိုထိန်းချုပ်အားခတ်ပြီးမျိုးလုံးတွေရီဝေးကမူးနောက်သွားခဲ့တယ်။အဲ့ဒီချိန်မန္နပရပိုက်ပိုင်ရှင်ဖြစ်တဲ့ထူးမောင်ကိုသာဥတီတက်ခိုက်တဲ့ရခမင်းဦးကြောင်လုံးကထူးမောင်ရဲ့ရင်မက်တဲ့တဲ့ကိုလက်သီးနဲ့အောက်ကုံလွှဲထိုးချလိုက်တယ်။ထိုးချက်ကပြေးချက်လုံးပြီးအဝေးရောင်ထိန်းချုပ်နိုင်တဲ့ရခမင်းရဲ့ဆွမ်းအားကြောင့်လက်သီးစုံမှမီးတောက်တွေပါဆွဲနေတယ်။ဒါမဲ့ထူးမောင်ကိုမထိုးမိပဲထူးမောင်ရဲ့အရှိမဝန်ခံလိုက်တဲ့ဥဝင်ကိုသာထိုးလိုက်မိတယ်။ ဘလူးကောင်းပေါ်စေးမရှိတဲ့ဥဝင်ရဲ့နောက်ကျောကလက်တိချက်ချောင်းပောက်ထွက်သွားခဲ့ပြီးအလုံးကိုမြင်လိုက်ရတယ်။ဥဝင်ရဲ့ပါဇက်ထဲကသွေးတွေအထွက်လာပြီးတော့ဒူးထောက်ကျသွားပြီးဒူးမောင်လည်းမြင်ဝင်းကိုမယုံကြည်နာဖြစ်နေတယ်။ဒေါသလည်းအဆုံးထိရောက်ပြီးတော့မန်နံတွေကိုမထဲကျောက်နိုင်တော့ပဲအစိတ်တရားတကိုယ်လုံးကိုပြင့်နှက်သွားခဲ့တယ်။ဒီကခေါင်းထဲမှာမူးဝေပြီးမျိုးလုံးတစ်ဖက်ကလည်းအစိတ်တွေကြဝေဝါလို့အမင်းအာယုံချုပ်ရင်းလာခဲ့တယ်။ ။နောက်ဆုံးမှာတော့လုံးဝမမြင်ရတော့တဲ့အထိဖြစ်သွားပြီးနေရာမှာတင်လဲကျသွားခဲ့တယ်။ဒီကထူးမောင်ကိုပါတတ်မဲ့ရက်ခမင်းဦးကြလုံးကနောက်တစ်ချိန်လက်သေးကိုရွှဲပြီးထိုးချလိုက်တဲ့အခါဦးကြလုံးရဲ့လက်သေးကိုဒုံချောင်းလေးတစ်ခုကလာထောက်ထားလိုက်တယ်။ပြေးတင်လာတဲ့လက်သေးချက်ကိုတတ်မဲ့ဒုံလေးတစ်ချောင်းနဲ့ထောက်ပြီးတော့နောက်လက်ဝါးနဲ့ပါတွန်းထုတ်ကောက်ွယ်လိုက်သူကလေဘွားဆင်းလာတဲ့လူတယောက်ဒီကခောင်ရက်ဖြူနဲ့ဥတန်ငယ်တို့ကိုအဲ့ဒီလူကအရေးချေပြပြီး ထူးမာနဲ့ဥမှုကိုခေါ်ထုတ်သွားဖို့ပြောတယ်။ခောင်ရဲပြူနဲ့ဥတန်ကလေးလဲကျနေတဲ့ထူးမာနဲ့ဥဝင်ကိုလှေပေါ်တင်လိုက်တယ်။အသက်ရှင်မို့လုံးဝမဖြစ်နိုင်တော့တဲ့ဥဝင်ကသူ့ကိုထားခဲ့ဖို့ပြောတယ်ဆိုပေမဲ့ဥတန်ကရရအောင်ခေါ်လာခဲ့တယ်။ဒီလိုနဲ့မြစ်ကိုဖျက်ကူးဖို့ကြွဲကောင်းကျုံရဲ့တစ်ဖက်ကငုံညိုမျိုးစီကိုလှေဦးလှက်ထွက်သွားလိမ့်တယ်။ခဏကြာမှတော့ကြွဲကောင်းကျုံကြီးတစ်ခုလုံးကပောက်ကွဲတန်ကြီးတစ်ခုနဲ့အတူတူတသိမ့်သိမ့်တုံသွားခဲ့ပါတော့တယ်။ ပရိသတ်များရှင့်မန္တန်ထူးမောင်နဲ့တိုက်ပွဲကြီး၏အဆုံးသက်ဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေးဇူးထူးပဲတည်ရှိတယ်လို့။စာရေးဆရာမင်းဟင်ခန့်ဥဒ္ဒတိပောက်လည်းကျေးဇူးထူးပဲတည်ရှိပါတယ်ရှင့်။ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပြည့်စုံခြင်းကျမ်းမာခြင်းတွေကိုအစင်သာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်။